အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့ဒီဇင်ဘာလ6ရက်ညပိုင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခင်ရဏကတင်ဆက်ပေးပါတော့မယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစစ်ပွဲမှာ AI 3မိရန်သူလှုပ်ရှားမှုကိုထောက်လန်းနိုင်တော့မယ်လို့ပြောလာတဲ့မင်းအောင်လှိုင်းမြန်မာဘောလုံးပွဲစုကြည့်နေတဲ့လက်ဖက်ရည်ဆိုင်ပေါ်ဘုံကျဲချလို့လူ၂၀အစုလိုက်ပြုံလိုက်တစ်ဆုံးတဲ့သတင်းစစ်တပ်အောက်ဆွဲတာဆန်ညာပါတီဥက္ကဋ္ဌတူပြစ်ခတ်ခံလို့တည်ဆုံးတဲ့တဲ့ရင စေအုပ်စုတင်သွင်းထားတဲ့ကုလကိုယ်စားလှယ်ခန့်အရေးမဆွေးနွေးလို့မြန်မာကိုယ်စားလှယ်ဖြစ်ဆက်ရှိနေအောင်မဲ့ဥကြုံမိုးထုံအကြောင်းထိုင်းဘက်ကိုလက်နက်ကြီးထက်ကြရင်အင်အားသုံးတုံးပြန်တော့မယ်လို့ထုတ်ပြောလာတဲ့ထိုင်းကာချုပ်ကမ္ဘာပေါ်လုံးဖွံ့ဖြိုးရေးပထမဦးဆုံးငင်းငင်းဆူရရှိသွားတဲ့ထရန့်အဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုကျင်းဆက်ပေးထားပါတယ် ပြည်တွင်းသတင်းတွေကိုရင်ဆုံးရှုစားလိုက်ကြရအောင်ပါစစ်ပွဲတွေမှာ AI သုံးပြီးရန်သူလှုပ်ရှားမှုကိုထောက်လန်းနိုင်တော့မယ်လို့ပြောလာတဲ့မင်းအောင်လှိုင်အကြောင်းနဲ့ဆက်လိုက်ချင်ပါတယ်စစ်ဘောင်ရှင်းနေတဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာစစ်ပွဲတွေမှာ AI ဉာဏ်ရည်တုကိုထစ်သွင်းအသုံးပြုဖို့စကားဆက်လာပြီးဖြစ်ပါတယ်ကျုံနဲ့ရုရှားထောက်ကူရထားတဲ့စစ်ကော်မရှင်တပ်မှစစ်ပွဲတွေမှာ AI ကိုအသုံးပြုပြီးတော်လင်းတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုကိုထောက်လန်းနိုင်တော့မယ်ဆိုပြီးမင်းအောင်လှိုင်ကကြုံဝါပြောဆိုလိုက်ပါတယ် ဒီဇင်ဘာလ9ရက်မနေ့ကပြုလုပ်တဲ့17ရက်နေ့ပညာတက္ကသိုလ်အမှတ်စဉ်29တင်းနှင်းစင်ပွဲမိန့်ကုံမှာစက်ကောင်ဆောင်ကအခုလိုထစ်သွင်းပြောကြားသွားတာပါလက်ရှိစစ်ပတ်ဆိုင်ရာတိတ်ပန်တဲ့နေ့ပညာတွေအလင်းအမြန်ဖွင့်ဖြိုးတိုးတက်လာအကြောင်းခေတ်သစ်စပရီမှာဥဆောင်ကွက်ကဲထင်းချုပ်တဲ့နေပညာတွေကိုလူတွေအစား AI ကိုအသုံးပြုတဲ့အထိတိုးတက်လာပြီလို့သူကပြောပါတယ် ် AI နဲ့ပဲ cyber တိုက်ခိုက်မှုတွေကိုမြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်ပြီးအချိန်မင်းတုံ့ပြန်ကာကွယ်နိုင်တာဖြစ်လို့စစ်ဘက်ကွင်ရက်တည်းလုံခြုံရေးကိုအမြင့်ဆုံးအထိမြင့်တင်ပေးနိုင်မယ်ဆိုပြီးလဲအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လန်ကပြောတော့ပါသေးတယ်။ဘောလောင်းအင်ဂျင်နီယာတွေကိုစစ်ပွဲတွေမှာ drone အသုံးပြုမှုများလာလို့တံပြန် drone ပညာတွေကာကွယ်ဖို့နည်းလမ်းတွေကိုထိထိရောက်အသုံးပြုနိုင်အောင်နည်းပညာမျက်ခြင်မပြတ်ဖို့လဲအမိန့်ပေးတော့ပါတယ်။ စနေပြူဟာကျွမ်းကျင်မှုလေကြောင်းတာလွန်မှုနဲ့ electronic နေပညာတာလွန်မှုလက်နက်ခင်းရန်တွေခင်မင်ကောင်းမှုမှုထိရောက်တိကျမှုတွေကစစ်ပွဲရဲ့အနိုင်ချုံးကိုအထူးအဆုံးဖြတ်ပေးလာတယ်လို့လည်းစစ်ကောင်ဆောင်ကပြောပါတယ်။ဒါပေမဲ့အာနာတိန်ပြဲနောက်ပိုင်းအပြင်စစ်မုံထံဥပဒေအသက်သွင်းပြီးနောက်ပိုင်းကြဆင်းလာတဲ့ဘူလောင်းတင်နန်သားဥယေဟာဒီနေ့တင်နန်းဆင်းပွဲမှာပိုဆိုးလာတယ်လို့အကြေခတ်တွေကထောက်ပြပြောဆိုနေကြပါတယ်။ ဒုတိယအနေနဲ့မြန်မာဘောလုံးပွဲစုကြည့်နေတဲ့လက်ဖက်ရည်ဆိုင်ပေါ်ဘုံကျဲချလို့လူ၂၀အစုလိုက်ပြုံလိုက်တင်ဆောင်ရတဲ့တဲ့င်းကိုပြောပြပါဦးမယ်။စကိုင်းတိုင်းဒီပင်းမြို့နယ်အမေရိကန်ကျွာလက်ဖက်ရည်ဆိုင်နာကိုစစ်တပ်ကဂျက်ဖိုက်တာကနေကျဲချတဲ့ဘုံနှလုံးကြားရောက်ပောက်ကွယ်ခဲ့လို့တင်ရရှိပါတယ်။အဲ့လိုဘုံကျဲချချိန်ဟာအဲ့ဒီဒေသတဝိုက်မှာဗားတိုက်ပွဲမှာမရှိပါဘဲမြန်မာအမျိုးသမီးနဲ့မြန်မာအမျိုးသားလက်ရွေးစင်အသင်းတွေရဲ့စီကင်းဘောလုံးပြန်ပွဲတွေကိုလက်ဖက်ရည်ဆိုင်မှာကြီးရှုံးနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်မလဲလွန်20လောက်ဆုလိုက်ပြုံလိုက်တည်ဆုံးခဲ့ရတယ်လို့အများပြတန်ရရှိစေခဲ့တယ်လို့မြေပြင်သတင်းမြစ်တွေစီကနေသိရပါဗျာ။ညကအထိဆက်လက်ရောင်းတဲ့စီးရင်ပိတ်ပြီးတော့အခုမနက်ကထတ်တိုးလာတာဗျာ။အခုက6ရောက်ထတ်တိုးလာတာ။စိုးရင်တန်ရွေအထက်ကထပ်မှန်တည်ဆုံးတာပါလို့ဒီပြင်းမြို့နယ်ပကဖတ်တာဝန်ခံက MP ကိုပြောပါရယ်။ကြေးချတဲ့ပေါင်ကားဘုံနှလုံးအထက်ကတလုံးဟာ အင်တာနက်ရောတီဗီပါရှိတဲ့လက်ဖက်ရည်ဆိုင်ပေါ်ကိုတည်တည်ကြာကြအောင်လူသူဆုံးမှုအများအပြားဖြစ်ခဲ့ရလို့ဆိုပါရဲစစ်ကောင်မရှင်ရဲ့ဖြတ်အားပြင်ဘုံနံကြောင့်နေရာမှာတင်ချစ်ဦးတည်ဆုံးပြီးညတွင်ရှင်စစ်ကူတန်းနေခဲ့ချိန်နဲ့ဒီနေ့မနက်အထိတည်ဆုံးသူထပ်မံတွေ့မြင်လာဖြစ်တယ်လို့မြေပြင်သတင်းမြစ်တွေကပြောပါရဲတည်ဆုံးသူအများစုဟာအမျိုးသားတွေဖြစ်ပြီး မြန်မာလက်ရည်စင်အမျိုးသားဘောလုံးအသင်းကဖိလစ်ပိုင်အသင်းကို2-6မရှိနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကိုကြီးရှုံးနေကြချိန်နဲ့တိုက်ဆိုင်သွားတဲ့အပြင်လက်ဖက်ရည်ဆိုင်ပေါ်တည်တည်ကြားခဲ့လို့ဖြစ်တာကြောင့်အခုလိုတည်ဆုံးတန်ရှားမှုများပြခဲ့ရလို့သိရပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်နေငါးလုံးနဲ့ပြက်စီခဲ့ပြီးအမေရိကန်ဒေသခံပြည်သူတွေဟာချက်ချင်းဆိုသလိုဘေးလွရာကိုထွက်ပြေးတင်းချောင်နေကြရတယ်လို့သိရပါတယ်။ MP ရဲ့ညနေပိုင်းသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါဦးမယ်။ စစ်တပ်အောက်စတြေးလျတာဆန်ညာပါတီဥက္ကဋ္ဌတူပြစ်ခတ်ခံရလို့တည်ဆုံသွားတဲ့သတင်းဖြစ်ပါတယ်။ဘာကြောင့်ပါလဲ။အတူရောင်ရွေးကောက်ပွဲကိုတနင်္သာရီတိုင်းပလောမြို့နယ်မှာဥဆောင်လှုပ်ရှားနေသူတွေအထက်ကတူဖြစ်တဲ့အဲ့ဒီမြို့နယ်တိုင်းသာစီလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌကိုကောက်ကွေးတပ်ဖွဲ့ဝင်တွေကတွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ဒီဇင်ဘာလ9ရက်မနေ့မနေ့9နာရီလောက်ကပလောမြို့နယ်ကြောက်ကာကျေးရွာနယ်တာဆန်ယာပါတီဥက္ကဋ္ဌ64နှစ်အရွယ်ရှိဥကြည်တန်းကိုသူ့ရဲ့နေမှာတွားရောက်ဖမ်းဆီးခဲ့ရလို့ ဘိတ်ခေယံအမှတ်တည့်တက်ရင်ကဒီနေ့မှာသတင်းထုတ်ပြန်လာပါတယ်။အဲ့ဒီမှာဥကြည်တန်းကလန်လန်လူယူပြီးပြန်လဲပြစ်ခတ်ဖို့စ조사လို့ပြစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ဆိုထားပါတယ်။အဲ့ဒီအချိန်ဥကြည်တန်းနဲ့အတူကြောက်ကာကြေးရအုပ်ချုပ်ရမှုဒေါ်ပင်းရောခေါ်ဒေါ်ဆန်းဆန်းမှုရဲ့လက်ထောက်မရှူရောကရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာတွေလုပ်နေကြတဲ့ဖြစ်တယ်လို့ဘိတ်ခေယံအမှတ်တည့်တက်ရင်တာဝန်ရှိသူတူက MP ကိုပြောပါတယ်။ အတူရောရွေးကောက်ပွဲဖော်ဆောင်နိုင်ရင်ကုင္ကြီးလှုပ်ဆောင်နေတဲ့ကြောက်ကကျွေးရအုပ်ချုပ်ရေးမှူးရဲ့လက်ထောက်မရှိုကတော့ပီတက်တေရဲ့ခေါ်ဆောင်မှုနောက်အသာတကြီးလိုက်လာတယ်လို့သိရပါတယ်။ဥကြည်တန်းကိုပြစ်ခတ်ရှင်းလင်းချိန်သူ့နာမှာရှိနေတဲ့ဥဝင်းကျိုင်ရဲ့လက်တန်းကိုကြစ်တိမှန်ထန်ရရှိခဲ့ပြီးဒီအတွက်စိတ်မကောင်းတယ်လို့တောင်းမှန်တယ်လို့လည်းဗိက္ခရာအမတ်တက်ရင်ရဲ့တာဝန်ရှိသူကဆိုပါတယ်။နောက်မှာပြစ်တလူတို့ထိခိုက်နေတာမျိုးမရှိအောင်အထူးကူးစိုက်ဆောင်ရွက်သွားမယ်လို့လည်းသူကဆိုပါတယ်။ ကြောက်ကကြွေးရဟာကုန်းလန်းမပေါက်ပဲရေလန်းကနေသာတွားရောက်နိုင်ပြီးဘိမ့်မြို့နယ်ရေမှန်23မှန်ကွာဝေးပါတယ်။ဆေးဥစုတင်သွင်းထားတဲ့ကုလကိုစလေခန့်အရေးမဆွေးနေလို့မြန်မာကိုစလေအဖြစ်ဆက်ရှိနေဦးမယ်ဥကြုံမိုးထွန်းအကြောင်းထပ်မံပြောပြခြင်းပါတယ်။ကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုကိုစားပြုဖို့အနာသိန်းဆေးဥစုဘက်ကကိုစလေတဦးအဆိုပြုထားတဲ့အကြောင်းကုလရဲ့စစ်စစ်ရွေးရွှေကော်မတီကအဆုံးဖြတ်ပေးရဖို့ရှိနေပေမယ့်မတိကျွကျွပြုလိုက်ပါတယ်။အဲ့ဒီ credition comedy က ကိုယ်စလေခန့်အပ်ရေးမဆွေးနွေးခဲ့လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စလေတာမတ်ကြီးအဖြစ်ဥကြုံမိုးထွန်းကဆက်ရှိနေဦးမဲ့သဘောဖြစ်ပါတယ်။လက်ရှိတာဝန်ထမ်းဆောင်နေတဲ့တာမတ်ကြီးဥကြုံမိုးထွန်းအပြင်မြန်မာစစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကကိုယ်စလေတဦးကိုတင်သွင်းထားတာပါ။ဒါပေမဲ့ကော်မတီအစည်းအဝေးမလုပ်သေးပဲအထွေထွေညီလာခံကိုပြန်လွှဲပေးဖို့ဆုံးဖြတ်လိုက်တာကြောင့်စစ်အုပ်စုကကိုယ်စလေခန့်အပ်ဖို့အခွင့်အရေးဆက်လက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ ကုလားစစ်စစ်ရေးကော်မတီရဲ့ဆိုင်းငံ့မှုကြောင့်မြန်မာအပြင်တာလီဘန်ရဲ့အုပ်ချုပ်နေတဲ့အာဖဂန်နစ္စတန်နိုင်ငံကကုလသမဂ္ဂမှာကိုစားပြုမဲ့သူရွေးရှည်ရေးဟာလည်းအရှင်တိုင်းပဲဆက်ရှိနေဦးမှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုမင်းမခွဲပဲအတည်ပြုပေးလိုက်ပြီးဖြစ်ကြောင်း Credition Comedy ဥက္ကဋ္ဌစင်ကောနိုင်ငံတာမတ်ကြီးကိုလီဆက်ရက်ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။အနာသိစစ်ကောင်စီက2021ခုနှစ်ကနေ2024ခုနှစ်အထိလင်းနေဆက်တိုက်နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်ရုံးမှာ မြန်မာနိုင်ငံကိုစားပြုခွင့်ရဖို့စ조사ခဲ့ပေမဲ့ကုလစည်စည်ရွေးချယ်ကော်မတီကလည်းဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့အရက်သားအစိုးရလက်ထက်ကလေးကခန့်အပ်တာဝန်ပေးထားတဲ့တန်မတ်ကြီးဦးကျော်မိုးထွန်းကိုပဲတောက်လျှောက်လက်ခံအတည်ပြုခဲ့ပါတယ်။မြန်မာကိုယ်စားလှယ်ရွေးချယ်မဲ့ကိစ္စဆိုင်ရန်လိုက်တာနဲ့ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကလည်းတန်မတ်ကြီးဦးကျော်မိုးထွန်းအတွက်ဂုဏ်ယူကြောင်းသူ့ရဲ့လူမှုကွန်ရက်ကတစဉ်ရှိကျူးပြောဆိုထားပါတယ်။ပြည်တွင်းထက်ကနေနောက်ဆုံးသတင်းကတော့ထိုင်းဘက်ကို လက်နက်ကြီးထိုက်တိုက်ရင်အင်အားသုံးတုံးပြန်မယ်လို့ထုတ်ပြောလာတဲ့ထိုင်းကာကျုပ်အကြောင်းဖြစ်ပါတယ်။ထိုင်းမြန်မာနေဆက်ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပန်ကျေးရွာနီးစစ်ကော်မရှင်တပ်နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တော်အကြားတပ်ဖွဲ့ရဲ့ပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေပါတယ်။ဒါကြောင့်ထိုင်းဘက်အချမ်းကိုလက်နက်ကြီးနဲ့ကြီးစံတွေဇက်တိုက်ဆွတ်လို့ကြားရောက်ပောက်ကွယ်နေပြီးထိုင်းနိုင်ငံသား၃ဦးထိခိုက်ဒဏ်ရာရထားကတအူးဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။ ဒါအပြင်နေအိမ်နဲ့အဆောက်အုံတွေလည်းထိမှန်ပြည့်စုံမှုတွေလည်းရှိခဲ့တာကြောင့်ထိုင်းစစ်တပ်ကမြန်မာဘက်ကိုသတိပေးစာပေးပို့ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ကြည်ကြရောက်ပောက်ကွယ်မှုမရက်သွားလို့အဲ့လိုထပ်မံဖြစ်ပါရင်အင်အားသုံးဖို့စီမင်းတဲ့အတိုင်းတုံ့ပြန်မယ်လို့ထိုင်းတပ်မတော်ကကွယ်ဦးကြီးချုပ်ဗိုလ်ချုပ်ကြီးဥက္ကရက်ဘွန်တာနုံကသတိပေးပြောကြားလိုက်ပါတယ်။ထိုင်းတပ်မတော်အနေနဲ့မြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကျစံတွေ ထိုင်းနိုင်ငံရဲ့ကြားရောက်နေရာကိုအစီရင်ခံစာရရှိထားပြီးလက်ရှိချိန်ထိထိုင်းနိုင်ငံသားတွေထိခိုက်ဒဏ်ရရှိပေမဲ့တည်ဆုံးမှုမရှိသေးဘူးလို့ထိုင်းတပ်မတော်အကြီးအကဲကပြောပါတယ်။တပံမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးနဲ့ကြီးဆန်တွေကြားရောက်နေတဲ့နေရာတွေအပါအဝင်အနေရှိတဲ့နေရာတွေကလည်းအချက်သားတွေကိုဘေးလို့ရာရွှေ့ပြောင်းဖို့လည်းအမိန့်ပေးထားတော့မယ်လို့လည်းထိုင်းစစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးကပြောတော့ပါတယ်။ပြည်ခေ2024ခုနှစ်အတွင်းမြောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေကလေးကစပြီး စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးစံတွေထိုင်းနိုင်ငံဘက်ခြမ်းမှာကြောက်ရောက်ပောက်ကွယ်မှုတွေရှိခဲ့တာပါအခုမင်းလက်ပံတိုက်ပွဲအတွင်းပုံမဆိုးရွားလာပြီးထိုင်းမြန်မာနေဆက်တချောက်အောက်တိုဘာနိုဝင်ဘာနဲ့ဒီဇင်ဘာ၃လဆက်တိုက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းထိုင်းဘက်ကကြောက်ရောက်ပောက်ကွယ်မှု၅ကြိမ်ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်နောက်ဆုံးပြပသတင်းကတော့ကမ္ဘာပေါ်လုံးအဖွဲ့ချုပ်ရဲ့ပထမဦးဆုံးငញ្ញញ្ញစုရသွားတဲ့ထရန့်အကြောင်းပြောပြရင်းဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကို ဒီမှာပဲညှက်နာလိုက်ခြင်းပါတယ်ခင်ဗျာငញ្ញန်းနိုဘယ်ဆုရှင်ဖြစ်ဝင့်ကြွားရှင်ရဲ့အမေရိကန်သမ္မတဒေါ်နယ်ဖရန့်တယောက်ကမ္ဘာဘောလုံးအဖွဲ့ချုပ်ကပေးအပ်တဲ့ငញ្ញန်းရဲ့ဆုကိုရရှိသွားပြီဖြစ်ပါတယ်မနေ့ကကျင်းပခဲ့တဲ့2026ခုနှစ်ကမ္ဘာဖလားမဲခွဲပွဲအတွင်းထရန့်ကဖေဖော်ဝါရီပထမဦးဆုံးငញ្ញန်းရဲ့ဆုရှင်ဖြစ်ခွင့်ကျသွားတာပါထရန့်ကဒီဆုကိုလက်ခံရရှိရတဲ့ပတ်သက်ပြီးသူ့ဘဝရဲ့အကြီးမားဆုံးဂုဏ်ပြုဆုတွေအထက်ကတခုလို အမွှန်းတင်ပြောကြားသွားပြီး ကဘာကြီးဟာအခုအခါပုံမလုံးကြုံတဲ့နေရာဖြစ်လာပြီလို့လည်းကြုံဝါပြောဆိုသွားပါတယ်။ Trump ရဲ့ပုံကွေယင်းနှမှုရှိတဲ့ Faber Ogra Infantino ကလည်း Trump ကိုလူသူကိုကျူးဆိုက်တဲ့ခေါင်းဆောင်အဖြစ် ရှင်းဝန်းပြောဆိုခဲ့ပြီးသမရဒါဟာတင်းစုပါ။ဒါဟာအတင်းရဲ့ငင်းငင်းစုပါပဲလို့ပြောတော့ပါတယ်။ဒါပေမဲ့ဒီစုရဲ့စုရေးရှင်မုံလုံးဝစင်နဲ့ဆန်ရှင်ဆန်နှုံးတွေနဲ့ပတ်သက်လို့တော့ Faber Fat ကထုတ်ပြောတာမျိုးမရှိသေးပါဘူး။ ထရန့်ကိုဒီစုပေးရတာနဲ့ပတ်သက်ပြီးဘောလုံးလောကရဲ့အစဉ်လာကိုချိုးဖောက်ပြီးနိုင်ငံလှုပ်ရှားမှုနဲ့ပုံမသက်ဆိုင်တယ်လို့ဘောလုံးပြည်သက်တွေနဲ့ဝေဖန်သူတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်2026ခုနှစ်ကမ္ဘာဖလားကိုအမေရိကန်ကနေဒါနဲ့မက္ကဆီကိုတို့ကပူးတွဲအင်ဂျင်ဖြစ်မြို့ကြီး16မြို့မှာကျင်းပခွင့်ရရှိထားပြီး58တင်တဲ့ပထမဦးဆုံးကျင်းပမဲ့ကမ္ဘာဖလားပြိုင်ပွဲလည်းဖြစ်ပါတယ် ဝိဇင်စုစုပေါင်း104ပွဲအထိရှင်းပြိုင်မှန်း2026ခုနှစ်ကမ္ဘာဖလားရဲ့အဖွင့်ပွဲကိုမက္ကဆီကိုနိုင်ငံမြို့တော်မက္ကဆီကိုစီးတီးမှာပြုလုပ်မှာဖြစ်ပြီးဘောလုံးပွဲကိုအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာကျင်းပမှာဖြစ်ပါတယ်။ဇွန်လ17ရက်ကနေဇူလိုင်19ရက်နေ့အထိတလားကြော်ကြာကျင်းပမဲ့ဒီပြိုင်ပွဲမှာလက်ရှိ2022ခုနှစ်ကမ္ဘာရှေ့ပြန်အာဂျင်တီးနားကအုပ်စုချောင်းနေပြီးအဂျီးယားဩစတြေးလျဂျော်ဒန်တို့နဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။ MPN ညပိုင်းအထိရရှိထားတဲ့တနစ်တာအထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးကြတာပါ MPN ကနေ့စဉ်ကြားမလဲတင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် MPN တင်ဆက်မှုတွေကိုကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစင့်ပြကျမ်းမာချမ်းသာပြီးဘောအမောတွေလည်းပြကြပါစေခင်ဗျာ